စစ်ကောင်စီရဲ့ရဟန်းရင်နှစ်စီး KIAC မှာ ပြစ်ရှာခံရမှုဆက်ရှုပ်ယွင်းလို့ပြတ်ကျသွားတာလို့စစ်ကောင်စီကလိမ့်လေထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဟန်းရင်နှစ်စီး KIAC မှာပြစ်ရှာခံရမှုဆက်ရှုပ်ယွင်းလို့ပြတ်ကျသွားတာလို့စစ်ကောင်စီလိမ့်လေထုတ်ပြန်ပါတယ်ကချင်ပြည်နယ်ဘုံဘုံမြို့ကိုစစ်ကူလာတဲ့ရဟန်းရင်၃စီးကို KIA ပူပေါင်းတပ်ဖွဲ့က မနေ့ကပြစ်ခတ်ခဲ့ရမှာနှစ်စီးထိမှန်ပြတ်ကျသွားခဲ့ပြီးပြတ်ကျသွားတဲ့တစီကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်တောထဲမှာတွေ့ရှိခဲ့တယ်လို့ကရှင်စီရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။အဲ့ဒီလိုထိမှန်ပြတ်ကျသွားခဲ့တဲ့လေရင်မှာလေရင်မူမျိုးထက်အောင်ရဲ့ယူအလောင်းကိုရှာတွေ့ရှိခဲ့ပြီးယူဟာမူနဲ့အဖွဲ့ဝင်တွေအားလုံးသေဆုံးခဲ့တယ်လို့ဒေတာရင်းသတင်းတွေကဆိုပါဗျ။ မမော်မြို့နယ်ကအမှတ်27စစ်စင်ရေးကွက်ကဲမှုဌာနရှုပ်စကခ27ကိုစစ်ကူလာပေါ်တဲ့စစ်ကောင်စီဟဲ့ရင်3စီးအနက်2စီးကိုပြစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ကရှင်လွတ်လပ်ရေးတပ်မတော် KIA တည်င်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကနရိဇယကိုအတည်ပြုပြောဆိုပါရယ်မမော်မှာ KIA ကပြစ်ချလို့စစ်ဟဲ့ရင်3စီးထိမှန်ပြတ်ကျသွားခဲ့တာကိုဆက်ရှုံရင်းပြတ်ကျသွားတာဖြစ်တယ်ဆိုပြီးမနေ့ကစစ်ကောင်စီကလိမ်လည်တည်င်းထုတ်ပြန်ခဲ့တာဖြစ်ပါရယ်